ရုရှားဟာယူကရိန်းစစ်ပွဲကိုအဆုံးသတ်ဖို့သဘောတူညီချက်ပြုလို့ရတဲ့အပြင်အမေရိကန်နဲ့ဆက်ဆံရေးတွေပြန်လည်ထူထောင်ရေးတို့အတွက်သူတို့ဘက်ကတောင်းဆိုချက်တွေကိုဖော်ပြထားတဲ့စာရင်းတစ်ခုကိုအမေရိကန်ကတင်ပြခဲ့တယ်လို့ရိုက်တာကဖော်ပြခဲ့ပါတယ်။ရုရှားဘက်ကတောင်းဆိုမှုတွေရေးသားထားတဲ့စာရင်းမှာဘယ်အချက်တွေပါဝင်တာကိုရှင်းလင်းစွာမသိရသေးပဲရုရှားဟာယူကရိန်းထက်အရင်စောပြီးငြင်းငြင်းဆွေးနွေးမှုတွေကိုပါဝင်ဖို့ဆန္ဒရှိမှရှိကိုလည်းမသိရသေးတာပါ။ပြီးခဲ့တဲ့သတင်းပတ်၃ပတ်အတွင်းကရုရှားနဲ့အမေရိကန်ရာရှိတွေကလူချင်းတွေ့ပြီးယူကရိန်းပြည်ပခါကိုဆွေးနွေးခဲ့ကြပါတယ်။အခုရုရှားဘက်ကတောင်းဆိုချက်တွေကအရင်က ယူကရိန်းအမေရိကန်နဲ့နေတိုးတို့ကိုတောင်းဆိုခဲ့မှုတဲ့အချက်တွေနဲ့တူညီမှုရှိနေတယ်လို့အဲ့ဒီအကြောင်းအရာနဲ့နှိစက်တဲ့လူပုဂ္ဂိုလ်2ဦးကပြောကြားခဲ့ပါတယ်။အရင်ကရုရှားရဲ့တောင်းဆိုမှုတွေထဲမှာယူကရိန်းကိုနေတိုးအဖွဲ့ဝင်ဖြစ်ခွင့်မပြုရေးယူကရိန်းမှာပြည်ပတပ်ဖွဲ့ဝင်တွေဖြန့်ကျက်မချထားရေးခရိုင်းမီးယားဒေသနဲ့ယူကရိန်းထံကတင်ပိုက်ထားတဲ့ပြည်နယ်လေးခုကိုပိုင်ဆိုင်ကြောင်းကြေညာထားတဲ့ရုရှားသမ္မတပူတင်ရဲ့ကြေညာချက်ကိုနိုင်ငံတကာကအတိမတ်ပြုရေးအဆရှိတဲ့အချက်တွေပါဝင်ခဲ့ပါတယ်။မကြာသေးမီနှစ်တွေအတွင်းရုရှားဟာနေတိုးရဲ့အရှိပိုင်းစစ်တမ်းချက်ထွင်လာမှုအပါအဝင်ယူကရိန်းစစ်ပွဲဖြစ်ပွားရတဲ့အခြေခံအကြောင်း င်းရင်းတွေကိုဖြည့်ရှင်းပေးဖို့အမေရိကန်နဲ့နေတိုးကိုတောင်းဆိုခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်အဆိုပြုထားတဲ့ယူကရိန်းရုရှားရပ်ပေါင်း30ကြာအပြစ်ခတ်ရစေးသဘောတူညီချက်ကိုလက်ခံမယ်လို့ယူကရိန်းသမ္မတဇာလန်စကီကမတ်လ17ရက်မှာပြောကြားခဲ့ပါတယ်။အဲဒါကြောင့်ထရန့်ဟာသူ့ရဲ့ရပ်ပေါင်း30ကြာအပြစ်ခတ်ရစေးသဘောတူညီချက်နဲ့ပတ်သက်ပြီးပူတင်ရဲ့အဖြေကိုစောင့်ဆိုင်နေပါတယ်။ပူတင်ဟာအပြစ်ခတ်ရစေးသဘောတူညီချက်ကိုအတုံးချပြီးအမေရိကန်ယူကရိန်းနဲ့ဥရောပအကြားတွေးကွဲစီဖို့လှုံ့ဆော်မဲ့အခြေအနေကိုအမေရိကန်ရရှိရေးလွှတ်တော်အမတ်တွေနဲ့ကျွမ်းကျင်သူတွေကစိုးရိမ်နေပါတယ်။အဲဒီကြောင့်ရတဲ့ပတ်သက်ပြီးဝါရှင်တန်မှာရှိ ရှိတဲ့ရုရှားတန်ယုံနဲ့အင်ဖြူတော်တို့ကတော့မှတ်ချက်ပေးဖို့တောင်းဆိုတဲ့ရိုက်တာသတင်းဌာနရဲ့တောင်းဆိုချက်ကိုချက်ချင်းတုံ့ပြန်ခဲ့ခြင်းမရှိတာပါ